မင်္ဂလာပါဒီတော့ MMR တစ်ဖက်ကကျူနေတာပါဒီနေ့မှာတော့လူမြတ်တိတ်မသိသေးရဲ့ Bitcoin နဲ့ Ethereum တို့ရဲ့အနာဂတ်တက်ဖို့ကြောင်းအရေးကြီးတဲ့အချက်၅ချက်ကိုရောက်ပြတော့ပါမယ်ဖြစ်ပါလေတော်တော်ဆက်လေးမှာ Bitcoin တန်ဖိုး29%ကိုတက်လာပြီ Ethereum က DeFi နဲ့ NFT စကွတ်တွေပါအဓိကကြတဲ့ခန်းကဏ္ဍကနေအောင်းခဲ့ပါတယ်ခုဆိုရင်မြန်မာနိုင်ငံမှာလည်းလူငယ်တွေ crypto ကိုလေ့လာပြီးရင်းနှီးမြှုပ်နှံကြပါပြီဒါကြောင့်ဒီ၅ချက်ကိုသိချင်နားလည်ဖို့လိုရလာပါပြီနံပါတ်1ဘန်စနစ်ကိုကျော်လွန်ခြင်းဝေကွက်ကို bank account မလိုပဲကမ္ဘာတစ်ဝန်းကဝင်လွှဲလို့ရပါတယ်မြန်မာနိုင်ငံမှာဘန်စနစ် ခက်ခဲတဲ့အခါ Bitcoin ကအခြားရေးစရာတစ်ခုဖြစ်လာပါတယ်။အဲ server တို့နိုင်ငံက Bitcoin ကိုတရားဝင်ငွေကြေးဖြင့်သတ်မှတ်ထားပြီးပါပြီ။နံပါတ်2 Smart Contract တော်လိုင်း Ethereum ဘောက Smart Contract တွေကဘယ်လိုပဲဝင်ချေးလို့ရပါတယ်။ DeFi Decentralized Finance ကနေဖန်နေမှာပါပဲ။အသုံးနှုန်းကောင်းတဲ့ငွေစုလို့ရပါတယ်။နံပါတ်3 Digital Gold ် Bitcoin ကို21 million နဲ့ထုတ်မယ်လို့ကန့်တထားပါတယ်။ဒါကြောင့်ရှင်းလို့ပဲ Demo တည်တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဆိုရတွေငွေစက်ကူပုံနဲ့တိုင်း Bitcoin က inflation ကိုကောက်ရပေးနိုင်ပါတယ်။နံပါတ်၄ Tesla, MicroStrategy လို့ကုမ္ပဏီကြီးတွေက Bitcoin ကိုကုမ္ပဏီရဲ့မုံငွေအဖြစ်သိမ်းဆည်းနေပါပြီ။ PayPal နဲ့ Visa တို့လည်း crypto payment ကိုစတဲ့အကောင့်တွေပေါ်နေပါပြီ။နံပါတ် မြန်မာနိုင်ငံအတွက်ဖွင့်လှစ်နေရမြန်မာနိုင်ငံမှာဒီဘက်ကငွေလွှဲတွေ online business တွေအတွက် crypto ကအစ်စ်ပြီးတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါတယ် NFT နဲ့ game file တွေကနေလူငွေအသစ်ရှာဖွင့်နိုင်ပါတယ် crypto မှာအောင်မြင်ဖို့အတွက်အရေးကြီးဆုံးကစနစ်ကျလေ့လာမှုနဲ့ရိုက်ရအောင် user site လုပ်ဆောင်ဖို့ပါပဲဗီဒီယိုကိုရှုပေးအတွက်ကျေးဇူးတင်ပါတယ်ဒီလိုဘူးကြရရှိဖို့ like and share လုပ်ပေးပါ ျွန်တော် Defi Channel ကို subscribe လုပ်ပြီး crypto နဲ့ပတ်သက်တဲ့ update တွေကိုဘယ်လိုတန်းသိရှိနိုင်ပါလဲခင်ဗျာ။